ွာခုနကကြွတ်ကွာချစ်လို့ချစ်လို့တကယ်တကယ်တကယ်ချစ်တော့အာရင်ခုန်တာပေါ့အဲမလေးကိုကလည်းရင်ပေါ်တော့မတန်းသေးဘူးတကယ်ဟုတ်လားရင်ခုန်တာပေါ့တကယ်ကြိုးစားပေးခဲ့တာအဲ့တော့ကြောင့်ကျေးဇူးအများကြီးတင်တယ်ဝက်စားရေလုံးဝမခိုးဘူး တကားလုံးသူ့ရဲ့ရတဲ့လူပညာကြီးနဲ့တောင်ကိုက်ပါမှာဟုတ်တယ်เนาะဘာလို့ဆိုတော့ protection လည်းကျွန်တော်ပြောပါတယ်အာဒီကားလေးမီလီယံဗျူတွေပေါက်လို့မြတ်သွားရင်တကယ်လို့ပေးခဲ့တဲ့လူပညာရှင်တွေကိုလူပညာကြီးထပ်ပေးပါလို့ဒီကနေ့လည်း protection ကိုတက်ပြောပါတယ်ဘာလို့ဆိုတော့ဦးစားရတာအကုန်လားသူတကယ်စူးစမ်းပေးပါတယ်အဲ့လို ပြောလို့လीအခုပြောသလိုပေါ့ ဒါဟိုသူ့စပြောရတာဒါကာလီဟေးကိုကြီးကတော့အဲ့လိုလေးဝင့်မယ်လို့ပြောတာဒါလည်းဒီကကတော့သူ့အတွက်ကိုကြီးပို့ပေးချင်ဟုတ်တယ်ဟုတ်တယ်ကို့အတွက်ဆိုတာတော့သူ့အတွက်ပါမှန်တယ်မှန်တယ်ပေးတာချင်တဲ့ဆရာမဟုတ်တယ်ဟုတ်တယ်ဟုတ်တယ်အဲကိုသားချို့ကိုပေးနာမှာယင်လေးမလေးကအာဘလူးဆိုတော့အကောင်းဆုံးပတ်ဖို့နေတယ်ဝေစားနေလေကိုကြီးသားပို့ပို့ပေးတယ်ဟုတ်တယ်ဗျာဟုတ်တယ်အဲ့ဒီအတွက်ကိုလည်းပါပဲဖြစ်ဖြစ်လုတ်ပိုင်ခွင့်နဲ့အများကြီးပြည့်တယ်သားလူနဲ့ကိုကြီးကျေးဇူးတင်ပါဟုတ်ကဲ့ပါဗျာဒီနေ့ပွဲကြောင်းလေးကတော့ယင်လေးမဒါသူ့ရှိမှမလို့လေယင်လေးမပြောတာမဟုတ်ပါဘူးနောက်ကွယ်မှာလေ ဒါလီစုံစမ်းလို့ရပါတယ်။ဘာလို့လဲဆိုတော့ဒီနေ့မှယနေ့မှဒါအကူလူနဲ့စတွေ့တဲ့အချိန်မှာစီနီယာတွေပေါ်မှာ respect ထားတယ်။အဲ့ဒီစိတ်ထားလေးရဲ့ဘာပဲဖြစ်သူမင်းသားတော့မင်းသားပဲ။အခုချိန်မှာသူမင်းသားမင်းသားပဲအကူတို့ဇပ်ပုတ်တွေထဲမှာတွေ့တဲ့အချိန်မှာနော်အကူကိုတလီတစားနဲ့ချစ်ချစ်ခင်ခင်နှုတ်ဆက်တဲ့စိတ်ထားတဲ့ချုပ်အဲ့လိုမရှိခဲ့တဲ့နောက်ပိုင်းတွေမှာအများကြီးတွေ့ရ။အဲ့တော့ဘယ်သူမှပုတ်ခတ်တာမဟုတ်ဘူး။အဲ့ဒီစိတ်ထားလေးနဲ့အားလုံးနဲ့ရှင်လိုက်လို့ရှိရင်သူ့ရဲ့စိတ်ထားလေးနဲ့ရှင်းလို့နော်သူ့ရဲ့အာမေတ္တာတရားလေးနဲ့ရှင်လို့ယနေ့မှဒီပွဲလေးကိုကပ်ပြီးတာ ဒါကိုပါတာလည်းဖြစ်တဲ့အတွက်လည်းဒါသူ့ကိုချစ်လို့လည်းဒီမှာဒီမှာဝတ်စုံပြင်းနေဒါယနေ့မှချစ်ဖို့ပါလေဘုံဘုံမနိငါဖဲချင်းကြီးဖြစ်နေပြီဟုတ်လေကဲချစ်ပါအဲ့တော့ဘာပဲဖြစ်နေခဏလေးဂုံပြုတ်အနံလေးတစ်ခုတော့ပေးမယ်ဟာတကယ်ဟာဒါတကယ်ချစ်လို့ယနေ့မှဘာမှမနိုင်တော့ကိုယ်ပဲနန်းသွားတာကိုသားချို့ကိုချစ်လို့ချစ်လို့ချစ်လို့တကယ်တကယ်ချစ်ပါအာရေကုန်တာပေါ့အဲကလေးကိုယ်ကလည်းရေမိုးတော်မတန်းသေးဘူးတကယ်ဟုတ်လားရေကုန်တာပေါ့ ဟုတ်မဟုတ်ဘာပြောရယူတော့အားရကြီးတယ်ခုနကျပြောမှာအားနာတယ်ဆိုခိုင်လို့နဲ့တစ်စင်ပြောခိုင်လို့ဟုတ်အဲ့လိုပဲဟုတ်တယ်ဟုတ်တယ်ဒီကိစ္စကြီးဒီကိစ္စကတော့တော်တော်များများနော်ဟုတ်ကဲ့ခဏရင်ရှိပါဘူးအဲဟောပေါ့နော်ဒီ character ကိုရွေးချယ်တဲ့နေရာမှာဒီကားထဲမှာဒါကိုရဲလေးရဲ့နာမည်ကလာလွန်းစိန်ဆိုတဲ့နာမည်လာလွန်းစိန်ဟုတ်တယ်အဲ့လာလွန်းစိန်ဆိုတဲ့နာမည်ကိုပေးဖို့အတွက်စဉ်းစားပြီး character ကိုရွေးချယ်တဲ့နေရာမှာကျွန်တော်ကဇန်ညွန်ရေးပြီဆိုရင်လူတစ်ယောက်ကိုကျွန်တော်အဲ့ကျွန်တော်ပေးမဲ့ character အနုပညာရှင်ကိုကြိုပြီးရင်ထဲမှာခန်းစားပြီးရေးတာရေးကြတဲ့ ဒါရေးလေးမှမဖြစ်မယ်ကိုရေးလေးမှဖြစ်မယ်ဆိုပြီးတော့မှအဲ့နေရာကိုရေးလေးကိုကြိုချိတ်တာဒီကားမရခင်ကတည်းကကျွန်တော်ကြိုချိတ်တာရေးလေးကူညီပေးနော်ဆိုတာကကူညီပေးမယ်ဒါရိုက်မယ်ဆိုတာကြောအဲ့တော့ကျွန်တော်စိတ်ကူးပုံဖော်ထားတဲ့လာလွန်းစိတ်ဆိုတဲ့ကာရိုက်တာကိုလုံးဝပြ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 ရုပ်လုံးကြွပြီးဇာညွန်းဆရာကိုစိတ်ချမ်းသာတကယ်ပေးခဲ့တဲ့ကာရိုက်တာတကယ်ကြိုးစားပေးခဲ့တာအဲ့တော့ကြောင့်ကျေးဇူးအများကြီးတင်တယ်ဝိစားရေလုံးဝမခို့ တကားလုံးသူ့ရဲ့ရတဲ့လူပညာကြီးနဲ့တောင်ကိုက်ပါမှာဟုတ်တယ်နော်ဘာလို့ protection လို့ကျွန်တော်ပြောပါတယ်အာဒီကားလေး million view တွေပေါက်လို့မြက်သွားရင်တကယ်လို့ပေးခဲ့တဲ့လူပညာရှင်တွေကိုလူပညာကြီးထပ်ပေးပါလို့ဒီကနေ့လည်း protection ကိုတက်ပြောပါတယ်ဘာလို့ ိုးစားနေတာအကုန်နာတူတကယ်ကြိုးစားပြပါလေ။အဲ့လိုပြောလို့လေအခုပြောသလိုပေါ့။ဒါဟိုသူ့ကိုစပြောတဲ့အာဒါကားလေးဟေးကိုကြီးကတော့အဲ့လိုလေးဝင့်မယ်လို့ပြောတာ။ဒါလည်းဒီကတော့သူ့အတွက်ကိုကြီးကပို့ပေးချင်။ဟုတ်တယ်ဟုတ်တယ်။ကို့အတွက်ဆိုတာလည်းသူ့အတွက်ပါ။မှန်တယ်မှန်တယ်။ဟုတ်တယ်ဟုတ်တယ်ဟုတ်တယ်။အဲကိုသားချို့ဘီနာမရေလီမလေးကအာဘလူးဆိုတော့အကောင်းဆုံးပတ်ဖို့နေတယ်အဝေစားနေလေကိုကြီးသားကပို့ပို့ပေးတယ်။ဟုတ်တယ်ဗျာဟုတ်တယ်။အဲ့ဒီအတွက်ကိုလည်းဗာပဲဒီလောက်ပိုင်ခွင့်နဲ့အများကြီးပေးတယ်သားလေးနဲ့ကိုကြီးကကျေးဇူးတင်ပါ။ဟုတ်ကဲ့ပါဗျာ။ဇယိုက်တစ်မျိုးကကျတော့မမ်မီစိန်ကတော့သူကတော့ဒါဟို ကနာစီလောကမှာပေါ့တကယ်နာမည်ကြီးတဲ့ကနာစီတယောက်ပတ်စံတောင်ချမ်းပြီးတော့မှတကယ်လက်ထက်တာပေါ့ရှိရဒုကျိုးကနာတွေကတကယ်လက်တော်တယ်တကယ်လက်ထက်တယ်ဒါပေမဲ့ပတ်စံတာတောင်းတယ်အဲ့အဲ့ character တစ်ခုနောက်တစ်ခုကကြတော့ဟို one win မှာစုံပညာတက်နေတဲ့စုံဒီပုံစံမျိုးနဲ့ရွာသား character တစ်ခုအဲ့နှစ်ယောက်ထိတိုက်တွေ့ကြတယ်ဟာအဲ့လို character လေးပါခင်ဗျာပထမကတော့လည်းယနေ့မှပြောပါတယ်အဲ့တော့ယနေ့မှတို့ဒီ ဟိုပေါ့ဗုဒ္ဓဘာသာမှာမြန်မာလူမျိုးဖြစ်တဲ့အတွက်ကိုကံကံကြီးအကျိုးကိုကြည်ရတာပေါ့အဲ့တော့တချို့ဒီခုခုခေတ်ဒီဘက်မြန်ပောက်ခေတ်ရှိတဲ့ကလေးတွေဒီဖုံးတစ်လုံးနဲ့ ဟာ online ဟာကိစ္စတွေတခုလည်း gain နေနေပဲအချိန်ကုန်ကြရတာနော်အဲ့တော့ဒီဇလန်လေးကိုကြည့်ချင်းအားဖြင့်ဘာ message တွေပေးနိုင်လဲဘလို့ဒီရားလေးတွေခလေးတွေဘုရားဘာသာရင်းနဲ့ဘာတွေညွှန်ထားတဲ့အကြောင်းအရာလေးတွေသိရဲဆိုတော့ခန္ဓာကျဇလန်ထဲမှာပါတယ်ဒီမှာအဲ့ဒီအတွက်ကိုလည်းရေလေးမှတော့ကြည့်စီချင်တာအဲ့တော့တချို့တစိုးစစကြည့်မိတဲ့လူကလည်းဟာဒီကားလေးကမစိုးကုတ်သားမျိုးခေါ်ပြမယ်ဆိုတဲ့အတွေးမျိုးလေးထားပေးကြပါထားပေးကြပါကြည့်ပါခန္ဓာကျဇလန်တွေဒီဥမာပြောပြသလိုပေါ့နော်ဂမ်မီကတော့နည်းနည်းစံကျင်စံမယ်ဒါပေမဲ့ကြည့်တဲ့ပရိသတ်တိုင်းကို အကောင်းဆုံး message တွေတော့ပေးနိုင်ပါပါเนาะအဲ့ဒီအတွက်ကိုယ်ကယနေ့မှဖိတ်ခေါ်ပါတယ်ကြည်ပါလို့เนาะပြေမိမရဲ့တရားကိုဘယ်လိုကိုကျစားတော့လဲကိုကြည့်ရအောင်ရှင်ကျမကိုကျစားတဲ့အကြောင်းပြောပါဟုတ်ကဲ့သူကရိုက်ပြီဆိုပြန်မိမနဲ့တူတော့ဖင်တူတွေယင်တူတွေကုန်ထက်ရပြီเนาะအဲ့အတူတွေကိုကတ်လိုက်ပြီဆိုပြန်ရာသီဥတုကလည်းပူပါဟုတ်ကဲ့ဟုတ်ကဲ့နော်အဲ့တော့လည်းပူဒီစားလေကိုရိုက်တဲ့အရာလည်းအကုန်မရှိဘူးเนาะအခါကျတော့ဟာခါလေတခန်းပြီးတခန်းခန်းနဲ့ပြေးဝင်ပြီးတော့ရေတောင်ရေခါရအောင်အကိုဆိုလေးဒီအစိမ့်မပြီးသေးဘူးလားမပြီးသေးချော့နောက်တော့မလောက်ပါလောက်ပါ သဘင်ကိုယ်သဘင်မလှတဲ့လက်ဝဲသမားသဘင်နဲ့မလှနဲ့ထွက်ပြီးတော့အဲ့ဆွကျင်နေနေရတာရိုက်ပြီးဆိုမမြင်ပြမနေနိုင်ဘူးတကယ်တအားပူတယ်အဲ့ချိန်ကတော့အခန်းလေးထဲမှာဆိုရင်ကျွန်တော်နဲ့သူနဲ့ဟိုဟာပြဿနာတည်းစင်းလေးရှိတယ်သူကပြောတယ်လေမာမီစိန်ကိုကိုကိုမိမရှာကြီးဆိုတော့မမေ့နဲ့အချောက်မကြီးဆိုတော့မမေ့နဲ့ဘယ်သူမှအချောက်မကြီးကိုအတိမယူဘူးဆိုပြောပြီးတော့သူငိုတဲ့အချိန်မှာကျွန်တော်သူ့လက်တက်စင်အဲ့စင်းဆိုရင်သူငိုကကျွန်တော်ငိုက ဒါပေမဲ့အဲ့ငိုရတာတက်ကိုအပြင်မှာလဲပူလောင်အိုက်ဆက်နေတာဟုတ်တယ်ဒါပေမဲ့ကျွန်တော်တို့ဘလောက်ပဲပူနေပူနေအနည်းပညာကိုချစ်တဲ့စိတ်ပြည့်တက်ကိုရင်ထဲမှာပေါ့နော်ရောက်သွားစီခြင်းတဲ့စိတ်နဲ့အဲ့ဒါကိုကျွန်တော်အကောင်းဆုံးကြိုးစားတယ်ကျွန်တော်ညီကိုတယောက်ကြိုးစားအကြိုးလက်နဲ့ပါတယ်အဲ့ကန်လေးကမပြသေးဘူး TikTok မှာ behind the scene လေးတင်တာကို3 million ကျော်သွားတယ်ဒါလေးကလေအဲ့တော့ဒါကျွန်တော်တို့ပင်မန်းနဲ့အပူခံနဲ့ဒုက္ခခံပြီးပုံဖော်ပေးတဲ့အရာပြည့်တက်ရင်ထဲမှာရောက်သွားရင်ကျွန်တော်တို့ပူတာတွေကအေးသွားပါမယ်ဟုတ်တယ်ဒါပဲလေအခုကိုပြောသလိုပေါ့ဒီကားလေးထွက်လာတယ်အခုရလေးမှဘလူးဆိုပုံလေးရိုက်ပို့လိုက်တာတမျိုးအဲ့အပိုင်းလေးတွေပို့လိုက်တာတို့ဆိုတော့ အချိန်ကအခုရိုက်တဲ့အချိန်မှာဒီရုပ်စင်ဆိုတာပြောသလောက်မလွယ်ဘူးလीเนาะငိုခဲရတဲ့ဒါမြက်ရေးချူတယ်မကြရင်ပြန်ရိုက်မကြရင်ပြန်ရိုက်အဲ့လိုပိုင်းနေရှိတော့တကယ်တကယ်ဒီလိုအားပေးတဲ့ဒီအပိုင်းတူလေးတင်လာတော့မှအားပေးတယ်ဆိုရင်ဇလန်းနဲ့ကြာလို့ရှိရင်အားပေးပါဦးတကယ်ကိုရင်နေမှရောက်စီမဲ့ကားလေးတကားပါတကယ်ကိုပညာပေးတွေပါတဲ့ကားလေးတွေဟာပါဟုတ်တယ်မမီးတက်ကပြောသွားတယ်ပေါ့နော်မဟုတ်ခမ အဲလုံးထလိုက်လို့ဘုကလူထွက်သွားမယ်အဲ့လိုပြောခဲ့ရတယ်ကြောက်ပါဘူးကိုယ့်ရဲ့မွေးငါပါပဲစိတ်မဆိုးပါဘူးဒါကို့မုံငါတော့ तू အတိမပြစ်ပြီးတော့ဒါပြောပါဆို तू လည်းဒါကို့မုံကို့လည်းချစ်တယ်လို့မုံငါလေးကိုလည်းဒါ तू ဒါတစ်ပတ်တလန်းကြောင်ညာပြီးသွားတယ်ကြောင်ညာပြီးသွားတာချစ်ပါတယ်မမုံပါဒါမုံစရာစကားမှမဟုတ်တာကြောက်နေကြအဲဟုတ်ကဲ့ရပါတယ်ဘာပဲဖြစ်ဖြစ်ချစ်ပါတယ်မမတက်ကိုဒီမှာလက်မလေးလည်းချစ်တာအဓိကတော့ကိုပြောတယ်လို့ပေါ့တလေးတစားနဲ့သတိတရတကယ်ကိုလည်းထက်ပြီးတဲ့သူ့ကိုပဲယနေ့မှာ ကျေးဇူးတင်ရမှာဒါရေလေးမအပူပြောလည်းမပြောဘူးရင်းနေရစကားအမှန်တိုင်းပဲပူပြောပါတယ်အဲ့ဒီအတွက်ကိုလည်းရေလေးမသူ့အတွက်ကိုရေလေးမမရော့စီရအောင်မရော့စီရအောင်အဲ့ဒီအတွက်ကိုအခုသူကပြောသူမှာကိုငွေစားအောင်ဒါကျူချုပ်လာတယ်အများကြီးပဲစားရီကျူချုပ်တာနော်တွေ့ချုပ်မလောက်တဲ့အချိန်လေးကြောင့်မှအခုတွဲတွဲပြီးတော့ဟာဝက်လိုက်တာရှိတယ်များတယ်များတယ်အဲ့ဒီပုံမှာပဲဟိုနည်းနည်းလေးပဲတစ်ခါကျရင်နည်းနည်းလေးပါရတဲ့ခဏရှိတယ်ကိုမလျှော့ဝက်လိုက်တာဘာလို့လဲဆိုတော့အခုတို့နက်ကတော်ဖြစ်နေတဲ့အတွက်ကိုအပြင်မှာတော့နက်ကတော်တွေဝက်တဲ့ဆက်တောင်ကြီးမဟုတ်ဘူးမြေရုပ်ရှင်များနက်ကတော်တွေသူများကြည့်နေတင့်တယ်နေစီရမယ်ဆိုတော့ဒီဇက်ကို ်ဖြစ်တယ်ဝင်လိုက်လေဇက်ကိုရော့သွားမြအပိုင်းနေပြတ်သွားမှာဆိုအခုဘက်ကမှာဆိုအဲ့အတွက်ကိုလေခွန်သာချူအဓိကတော့ကိုပြောသူ့ရှိန်ပါဘူးလို့ကိုဒီစကားပြောရမှာမဟုတ်ဘူးနောက်ွယ်မှာလည်းနိုင်မေးလို့ရပါတယ်အဓိကတော့ခွန်သာချူကျေးဇူးတရားပါဘူး तू ကဓာတ်ရိုက်ချိန်ပြီးဓာတ်ရိုက်နေရပေးတာဖြစ်တဲ့တော့ဘာဟုတ်ပဲအခုကျေးဇူးတင်ပါတယ်နော်တကယ်ပဲအောင်မြင်ပါစေတကယ်အောင်မြင်စေချင်ပါတယ်ဒီချက်ဒီချက်အများကြီးလင်းလက်အောင်ပါဟုတ်ကဲ့ပါဒီစက္ကလပိုင်း73ရက်နေ့မှာ opportunity ပြီးမှလည်းပြမယ်ပြီးတော့ကျွန်တော်ရဲ့ Quanta Chu YouTube channel ရဲ့ Hiplay YouTube channel မှာအဲ့မှာပြမှာပါဝင်ရအောင်ပြပါအောင်လို့ဖိတ်ခေါ်ပါတယ် ကဘာရေလေးမလေးပြောချင်ပါတယ်နော်ဒီဇလန်တွေလေးဟာအဲ့ချိရတဲ့သူတွေအတွက်နော်ချိရတဲ့မိဘပြည်သူတွေသားသမီးတွေအတွက်ဗုဒ္ဓဘာသာဝင်တွေအတွက်ဒါအကောင်းဆုံး message လေးပေးနိုင်တဲ့ဇာတ်ကားလေးတကားဖြစ်မှာလားအဲ့ဒီအတွက်ကိုရေလေးမတို့ဟာအဲ့ဒီအတွက်ကိုရေလေးမတို့ဟာချစ်တဲ့သူတွေဝင်ကြည့်ပါအပိပါဝိညာဉ်ပါအဲ့တော့ရေလီမတို့ကအနုပညာရှင်ဖြစ်တဲ့အတွက်ဒီကားထဲမှာလူအပ်ချက်လေးတွေရှိလို့ရှိရင်ဘယ်ရိုက် ဝင်ပြောပါပြုပြပေးပါတောင်းရပြောင်းလဲပေးပါမယ်နောက်ကားနောက်ကားဒီမှာတိတိကောက်ကိုကျူးစားပါမယ်နောက်အမားမှန်လေးတွေရှိရင်ခွလွန်နားလဲပြီးတော့ကြည့်ပေးပါအဲ့တော့ရေလေးမကတော့ချစ်ရတဲ့သားလေးကိုဒီတက်အကြီးအောင်မြင်အောင်နော်တုံးပုတ်ပြီးခွင်းရတဲ့အတွက်ကျေးဇူးတင်ပါတယ်ဒီကားလေးကလည်းပြည့်ပြည့်ရင်ထဲမှာရှိနေတဲ့အတွက်ကိုလည်းကျေးဇူးတင်တယ်လို့ချစ်တဲ့သားလေးလည်းအောင်မြင်ပါပါလို့ရေးရေးကြီးအားမခံပါ